အပေးတယ်ဘာမှအားမငယ်ပဲနဲ့သူပဲဖြစ်လာခဲ့တဲ့ဘဝကိုကောင်းကောင်းကြီးရင်ဆိုင်ရဲရဲကြီးမျိုးရင်ဆိုင်ရမှာလားအခုအစိုးရတယောက်ဖြစ်တယ်လူတွေဘာတွေပဲပြောပြောဘာမှအားမငယ်နဲ့ကိုလျှောက်ကမလန်းရှေ့ဆက်လျှောက်ဒါမှအမေတို့လည်းဒီလိုလူအပ်တန်းနေကောင်းကောင်းနေကောင်းကောင်းတိုင်းရှင်လုံးနဲ့တော့နေရှင်လုံးနဲ့တော့နေဦးစီဖွဲ့တော်သားတွေတော်ကြီးပြောတဲ့နေတော်တလီရဲ့လူဝဲ တမီးရဲ့အဲချီရတဲ့မိသားစုကတမီးအတွက်ခွန်အားပါပဲအဲဘာဖြစ်လို့လဲဆိုတော့တမီးဒီဆဆမွေးလာတဲ့ဒါမဲ့တချို့ထိခိုက်တာတော့မဟုတ်တချို့ကြတော့ဒီမတန်လွမ်းကိုသားတမီးတွေဆိုရင်သူတို့ကြတော့ပြစ်ကြရတယ်သိရမလားအဲပြစ်တယ်အမေကကြတော့အဲ့လိုမျိုးမတန်ဆန်းအဲကိုသားတမီးကိုအဲ့လိုမပြစ်ဘူးဒီဒီရွယ်ထိရောက်အောင်ကျွေးမွေး ပြည်သူဆောက်ရှောက်လာတဲ့အတွက်အရန်လဲဝမ်းသာတယ်။တော်မျိုးရတဲ့နေ့ရွှေမျိုးရတဲ့နေ့ပျော်တယ်ဟဲ့ပျော်တယ်ဟဲ့ဒီနေ့ရှင်လောင်းနေတဲ့နေ့အလူကတော့တမီးကအဲလှုပ်လှုပ်ရှင်နေရတော့ကြာပါပြီဟုတ်ဒါပတ်စံကလည်းစုနေတာဆိုတော့တမီးလည်းအခုဒီအစိုးရဖြစ်မှအလူကလည်းလှုပ်ခွင့်ရတဲ့အတွက်လေအဲအရင်တော့ဆိုလို့ရှိရင်တော့တမီးကိုကိုကိုတွေးတာပေါ့ဒီ ငယ်စဉ်တောင်ကြီးခလေးဘွားတွေကနေပြီးတော့မိဘရှာသာကိုဒီထိုင်စားရတော့မယ်လို့ထင်ခဲ့တာပေါ့နော်အဲအခုအခုတော့သမီးရဲ့အဖေအဲသမီးအကိုမောင်လေးတူလေးတွေကိုအဲယဟန်ခန့်ရှိဗျူလေးလှုပ်ပေးရလို့အရန်ကိုရင်ထဲမှာ ပြောမပြတတ်လောက်ဝမ်းသာပါရှင့်ဟုတ်သူကကြိုးစားမှုတွေနဲ့သူ့ကိုအားပေးတဲ့ဗိိတ်သက်ရဲ့အလူရှင်နေရဲ့အဲ့ဒါတွေကသူ့ကိုအားပေးနေလို့အခုလိုအလူလေးဖြစ်မြောက်အောင်လုပ်နေတယ် အရန်ဝမ်းသာပါတယ်သမီးအစိုးတော်မပြင်ခင်တည်းကဒီမှာရက်ွက်ထဲမှာအလူတွေပါတွေလှုပ်လဲဒီမှာပဲဒီ ਉਹ ပဲလာကြတာဒီဖုံးချောင်းပဲလာကြတာဆိုတော့ဟုတ်ကဲ့ဒါကတော့သမီးတို့နဲ့အရင်တနည်းဖြစ်နေပြီပေါ့နော်ဖုံးချောင်းနဲ့ဟုတ်အားကြောင့်ပါဟုတ်တာတနာပေါင်ထဲဝင်လာတော့အဖေရယ်ဦးလေးရယ်အကိုနှစ်ယောက်ရယ်ပေါ့နော်ပြီးရင်မောင်လေးရယ်တူလေးနှစ်ယောက်ရယ်ဟုတ်ကဲ့လူဖို့ကတော့ကိုကတော့လူကျင်တာကြာပြီပေါ့လေဒီလိုကြီးမပြစ်လာခဲ့လို့စောင့်လာနေရတာ သမီးလေးရဲ့ကြိုးစားမှုတွေရဲ့အားလုံးရဲ့ပရိသတ်ကြီးရဲ့ငားလျှံလို့ပရိသတ်တွေရဲ့အလှရှင်လူမတွေရဲ့ကြောင့်ဒီဒီလိုကြီးအလူကြီးကိုလူရတာကိုလမ်းဝမ်းတာလည်းပြောမပြတဲ့အောင်ဝမ်းတာပါလေခုလိုမျိုးအကိုတွေအဖေတွေကိုရဟန်းခန့်ရှင်ပြူလေးလှုပ်ပေးရတဲ့အတွက်လည်းအရန်ဝမ်းတာတယ်အရင်တော့ဆိုလို့ရှိရင်အဲသူများတကာတွေလှူတာတန်းတာတွေတွေ့ရင်အဲ့လူရဲ့ဆိုင်းပုံမှာနာမည်လေးအလူတကာလူမနာမည်ထိုးတာလေးကြည်ပြီးတော့ ဩလို့အဲတမီးရဲ့အဖေနဲ့အမေဒါဖြစ်လိုက်ရင်ဘယ်လောက်ကောင်းလိုက်မလဲပေါ့နော်အရင်ကတော့တွေးခဲ့တယ်အဲအခုတော့အဖေနဲ့အမေစိုင်းဘုံမှာအလူမန်တရဲ့စိုင်းဘုံမှာအဖေနဲ့အမေနာမည်ဖြစ်လို့တမီးအရန်ကိုဝမ်းသာပီတိဖြစ်ပါတယ်ရှင့်ဟုတ်အခုလို့လေလူပေးလူလိုက်ရတော့လေကိုယ့်ရဲ့မျော်မှန်ချက်ရည်မှန်ချက်ကြီးတွေပြည့်စုံလာတဲ့အတွက်အရန်ဝမ်းသာပါတယ်အလူမန်သမ ्या ကိုသူသွားတယ်အလူတွေတွေ့ရင်မန်တထဲမှာ အစာတွေပါလေလေသူဆိုင်းပုတ်တွေပါလေတွေ့တာကြာလူတွေကအမေတို့ဖေးလို့ဖြစ်ရင်ဘယ်တော့များကောင်းမလဲဒီနေ့ဖြစ်မှာပေါ့သမီးရဲ့လို့အမေဖြစ်အောင်လို့နေလိုက်စူးစားလိုက်အောင်ပြစ်တကြတဲ့သူစူးစားလိုက်အားပေးတယ်ဘာမှအားမငယ်ပဲနဲ့သူပဲဖြစ်လာခဲ့တဲ့ဘဝကိုကောင်းကောင်းကြီးရင်ဆိုင်ရဲရဲကြီးနဲ့ရင်ဆိုင်ရမလားအခုအစိုးရတယောက်ဖြစ်တယ်လူတွေဘာတွေပဲပြောပြောဘာမှအားမငယ်နဲ့ကိုလျှောက်ကမလန်း၈၀လျှောက် ဓမ္မအမေတို့လည်းဒီလိုလူအပ်တန်းနေကောင်းကောင်းနေကောင်းကောင်းထိုင်ခဏခဏပြောတယ်သူကကုသိုလ်အားမငယ်တော့အစတော့လူတွေနဲ့တွေ့ရင်သူစကားမပြောချင်းနဲ့သူကသူအားငယ်လို့မပြောရတာအတချို့ကလည်းတမျိုးထင်မှာပေါ့လေဘာဖြစ်တာညာပဲဒါမှမဟုတ်သူကအဲ့လိုမဟုတ်ပါဘူးပြောချင်တာကတော့အမေကအဲဒီလိုအလှလှုပ်ခွေရလို့အမေကတော့အရန်ပျော်နေမှာပဲလို့ထင်ပါတယ်ဟုတ်သမီးတို့ကဘယ်လောက်ထိခွန်အားဖြစ်စေတယ်အမေလဲဆိုတော့ တော်တော်လေးသမီးတို့ခွန်အားဖြစ်ပါတယ်ဖေနဲ့မီသမီးရဲ့အဲချစ်ရတဲ့မိသားစုကသမီးတို့ခွန်အားပါပဲအဲဘာဖြစ်လို့လဲဆိုတော့သမီးဒီဆဆမွေးလာတယ်ဒါမဲ့တချို့ထိခိုက်တာတော့မဟုတ်တချို့ကြတော့ဒီမတန်ဆွမ်းကိုသားသမီးတွေဆိုရင်သူချို့ကြတော့ပြစ်ကြတယ်လေသိရမလားအဲပြစ်တယ်အမေကကြတော့အဲ့လိုမျိုးမတန်ဆွမ်းအဲကိုသားသမီးကိုအဲ့လိုမပြစ်ဘူးဒီဒီရွယ်ထိရောက်အောင်ကျွေးမွေး ပြည်သူစောက်ရှောက်လာတဲ့အတွက်အရန်လဲဝမ်းသာတယ်ကျေးဇူးလည်းအများကြီးတင်နေဟောအမေဟောအမေလေးနဲ့ပတ်သက်လို့ပြောချင်တာတော့ပရိသတ်ရအားလုံးလည်းချစ်ပါတယ်လို့လေးလဲလေးစားပါတယ်လို့သမီးလေးကိုဆက်လက်ပြီးတော့အားပေးပါဦးလို့ယူနာထားကြပါအောင်လို့ဒီကနေ့ပြောချင်ပါတယ်